။ Episode 9မှာဘန်ရင်ဆိုင်ရမှာကဇာကတ်ကလူပြတ်တွေလားဒါမှမဟုတ်ဓမြတွေလား။မင်္ဂလာပါပရိသတ်ကြီးတို့ရေဘန်လိုမီဖို့ဟာဂျိုသူမာရီနဲ့ယင်ဆိုင်ပြီးတဲ့နောက်သူတို့ရဲ့နွေရာသီခရီးကိုဆက်ခဲ့ရာဇာကက်စပွဲနဲ့စီကောင်းနေတဲ့မျိုးလေးတစ်မျိုးကိုရောက်ရှိလိုလာပါသည်ထုံးစံအတိုင်း၃ယောက်မှာ၂ယောက်ကဇာကက်စကြီးဖို့အတိုင်ဖောက်ညီပြီးတယောက်သောသူဘန်ကတော့ဇာကက်စမကြီးဖို့အတင်းညင်းဆန်နေတာပေါ့ ဒီလိုနဲ့နှစ်ယောက်တစ်ယောက်ဖြစ်နေတာမို့မြေဖိုးသုံးယောက်သားဇာကက်စ်ပွဲတွေကိုရောက်သွားပါတယ်ဇာကက်စ်အင်ပေါ်မှာတော့ထူးခြားစွမ်းရည်တွေပိုင်ဆိုင်ထားတဲ့ဇာကက်စ်အဖွဲ့ဝင်အနေနဲ့မိတ်ဆက်ပေးနေတာပါဒီထဲမှာအာဂါမောင်းတန်ကိုဘလာကြီးရဲ့ဆန်ရယ်ရီကိုလက်တွေလို့သုံးလို့ရတဲ့ရေပွဲမမရဲ့အစိငွေတွေမှုန်နိုင်တဲ့ကိုမှုတ်ကြီးရဲ့ဒါကအဓိကပါနေတာပေါ့ဒီအချိန်မှာဇာကက်စ်မကြိုက်တဲ့ဘန်ကတနင်္လာရှောက်ပတ်နေတော့မှာဇာကက်စ်တွေကတကယ်ဆရာကြီးဂျိုကာကဘွဲတင်ဆက်ဖို့မိတ်ကပ်ပြနေရာကိုဘန်အမှတ်မထင်တွေ့သွားပါလိမ့်ရောဒါနဲ့ဆရာကြီးဂျိုကာဆင်ပေါ်ရောက်တဲ့အချိန် ဘင်္ဂလားဇက်ရုံအပြင်လေးထွက်လာတဲ့အချိန်မှာအစောကထူးခြားဆွမ်းရည်တွေရှိနေတဲ့လူတန်းကြီးကိုမုတ်ကြီးနဲ့ရေပွဲလက်တန်တွေလိုဇမင်းနဲ့မောင်မတို့တုံယောက်တာဟာမြို့ထဲမှာထင်တိုင်းကျဲခိုးဝဲလူရဲနေရာကိုဘန်တွေ့သွားပါလေရောတကယ်တော့စားကက်အဖွဲ့ဟာအယောင်ဆောင်ထားတဲ့စူပါလူသားတွေနဲ့ဖွဲ့စည်းထားတဲ့လူစိုးတမျအဖွဲ့တစ်ဖွဲ့ပါဓမျိုးလုံးကမြို့လုံးကျွဇက်ရုံနဲ့ရောက်နေချိန်ဂျိုကာကြီးကစိတ်ညှို့လိုက်တာကိုဘသူမှမသိပဲလေးထွက်လာတဲ့ဘန်တယောက်တာတိတာမှုလို့ဇက်ရုံပြင်မှာဘန်နဲ့လူစိုးတုံယောက်ရင်ဆိုင်ရပါတော့တယ်အဲ့ဒီအချိန်ပန်ဟာဝိုင်းမတ်လို့ခေါ်တဲ့ခွေးဘလူးပုံစံပြောင်းပြီးခြားတာပေါ့ ဒီတစ်ခါတော့လူဆိုး၃ယောက်ပေါင်းတိုက်တာတော့ဘန်ကိုမနိုင်လို့သူတို့ဆရာဂျိုကာကြီးကိုသွားခေါ်ရပါပြီ။ဂျိုကာကြီးရောက်လာတော့ဂျိုကာကြီးကပါလာတဲ့အခါမှာဘန်တယောက်တွေ့ခံရပါတယ်။ဘန်ကိုတွေ့ပြီးတဲ့အခါစာကတ်စပွဲလဲပြီးသွားပြီးဂျိုကာကြီးနဲ့သူတစ်ပည့်၄ယောက်ဟာတခြားမျိုးကိုလေးထွက်သွားပါတော့တယ်။ပွဲပြီးတဲ့အချိန်စိတ်ညှို့ခံထားရတဲ့သူတွေဟာရီမောနေကြပြီ။ဘာကြောင့်ရီမန်းတော့မသိကြပါဘူး။ဂျိုကာကြီးကတကယ်တော့လူတွေကိုစိတ်ညှို့ပြီးရီမောချင်းကိုစားသုံးတာပါ။အခုလဲလမ်းမစားဖို့ရီမောနေတဲ့လူတွေစုကိုဖမ်းလာပြန်ပါလေ။ဒီထဲမှာဗန်ရဲမှလည်းပါသွားတာမို့ ်အဖိုးနဲ့ဘန်တို့နေရာကိုဂွမ်းနောက်ကိုလိုက်ရပြန်ပါလေဂွမ်းနောက်လိုက်တဲ့လမ်းမှာစိတ်ညှို့ခံထားရတဲ့အဖိုးဟာအရင်လိုအင်အားမရှိတော့တာမို့ကောင်းမောင်မလိုတော့ဖြစ်သွားလို့ဘန်တယောက်ထဲပဲစားကတ်စနောက်ကိုလိုက်လာရပါလေဒီအခါမှာစူပါလူသား၃ောင်းနဲ့ထပ်တွေ့ပြီးတိုက်ဖို့ဖြစ်လာပြန်ပါလေအခုတစ်ခေါက်တော့ဘန်ဟာ aggregate form ပြောင်းပြီးအနီးနောက်ကကောက်သီးပြည့်ဆက်တစ်ခုကိုဘူးကတ်ကကောက်သီးတွေနဲ့စူပါလူသား၃ောင်းကို fight ပါတော့တယ်အဲဒီလူစု၃ောင်းလုံးမှောက်သွားတော့မှစားကတ်စုံထဲကိုဝင်လာပြီးဂွမ်းနုကိုကယ်ဖို့လုပ်ပါလေ ဇာကက်ရှုံနဲ့ရောက်တော့ဂွန်တို့ကိုမတွေ့တဲ့အပြင်သူကိုယ်တိုင်မှမျက်စိလည်လာပြီးဂျိုကာကြီးရဲ့စိတ်ညစ်တာကိုခံစားလိုက်ရတော့မသိစိတ်ကယုံထွက်လိုက်တဲ့အချိန်ဂျိုကာကြီးဟာရီမောချင်းတွေကိုဆောက်ယူထိန်းသိမ်းထားတဲ့စက်ကြီးကိုပါတီထွင်ထားတာကိုတွေ့လိုက်ရပါတယ်။ဒီတစ်ခါနာယီလဲအပြန်ပြစ်ပြီးမို့စိတ်ညစ်တဲ့ဂျိုကာကြီးကိုပြန်ထိန်းချုပ်ဖို့တရေပုံစံ Ghost Bomb ပြောင်းပြီးတီးပြန်ပါပြီ။ဘန်ရဲ့တရေပုံစံကကိုပေါ်လိုက်ကိုပြောင်းလိုက်ဖြစ်နေတော့ဂျိုကာကြီးရှာရခတ်ပြီးအတီးခံနေရပါပြီ။ Ghost Bomb နဲ့တီးထုတ်ပေးလိုက်ရင်ဂျိုကာကြီးလည်းသူ့ရဲ့စက်ကြီးနဲ့စောင်းမိပြီးစက်ကြီးလည်းပြတ်စီးသွားပါပြီ။ ဒီခါမှစိတ်ညစ်ခံထားရတဲ့သူတွေအကုန်လုံးလည်းပုံမှန်ပြန်ဖြစ်သွားပါတယ်။ Gwen နဲ့အဖိုး Max ကလည်းစက်ကြီးပြက်စီးသွားတဲ့အခါကြောင့်မှပဲပုံမှန်ပြန်ဖြစ်သွားပါတော့တယ်။ဒီခါမှအမျိုးဖိုး၃ယောက်ဟာနောက်တစ်မျိုးကိုခရီးစက်ဖို့လုပ်ရပါတော့တယ်။အခုတင်ဆက်ပေးသွားတာကတော့ Glasses Bandan Episode 9 Full Recap ပဲဖြစ်ပါတယ်ဗျ။ Recap ဆောင်ရတာကြားရရမောဆာရန်2နဲ့အစအဆုံးတစ်ခါတည်းကြည့်ခြင်းနဲ့မိုးရွာတော့အပြင်လည်းမထွက်ချင်းအိမ်ထဲမှာပဲဇက်ကားတွေပဲကြည့်ပြီးချေဥမဲ့ဆိုတဲ့ညီကိုတို့အတွက် Telegram မှာဆို @iubanis ဆိုတဲ့ Telegram အကောင့်နဲ့ Facebook မှာဆို to have facebook page မှာ telegram vip channel လာဝယ်ပြီးအားပေးလို့ရပါတယ်။